2025ခုနှစ်ဒီဇင်ဘာလ17ရက်ဒီနေ့ကျန်တာပရိနေအတွက်ခုနှစ်သားမီးအလုံးတို့အတွက် numerology ကဏ္ဍပညာကတော့စိတ်နှောက်ချက်ဖြစ်စရာမျိုးတွေရောက်လာတဲ့နေ့ပါပဲကိုယ်ကကောင်းဝင်နေတာသူများမကောင်းပြောတာတို့လို့အထင်မြင်လွဲမှားတာတို့ကြုံတွေ့ရတတ်ပါတယ်အထူးသဖြင့်ငယ်သူငယ်သားတွေအတွက်ကတော့အချီးမေတ္တာကြီးတို့ကိစ္စမျိုးမှာဒီလိုနည်းမျိုးဟာစိတ်ပင်ပန်းတာမျိုးတွေကြုံတွေ့ရတတ်ပါတယ် ဒီလိုနေ့မှာအားလုံးအဆင်ပြေပြေချောချောမွေ့မွေ့ရှိဖို့လို့ဖြစ်ဖို့လို့အတွက်ပြည်လဲသွားစီတဲ့ဓာပိသိအနေနဲ့တပြေညွန့်ကိုညွန့်မြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးဒီနေ့တနေ့တားလုံးပြေပြေလဲလဲအေးအေးချမ်းဖြစ်ဖို့ဆုတောင်းဒိဋ္ဌံပြုလိုက်ပါခင်ဗျာတပြေညွန့်ကိုညွန့်ကိုရေဖန်ကုန်မှတက်ပြီးအိမ်ဖျားမှလှူဒန်းနိုင်တယ်လို့နဂယုံဖျားတစုစုမှလှူဒန်းခြင်းဆုတောင်းပြုခြင်းအဖြစ်နဲ့အောင်မြင်ပါလိမ့်မယ်ခင်ဗျာအဲဒီနေ့မှာပညာသင်ကြားနေတဲ့သူတွေ ညာကံအခွင့်အလမ်းကောင်းတွေပေါ်ဖို့အတွက်ကတော့ညောင်မင်းကိုရည်သွန်းလောက်ပြီးဆွနောင်းလိုက်ပါဒီနေ့မှာမိရှုသန့်စင်ဖွားမြင်ကြတဲ့ရင်သွေးရတနာကြီးအတွက်ကတော့မဟာဘုပ္ပေရဏိယကြာသာပရိနိဗ္ဗာန်အဓိပတိဘွားသာတာရှင်များဖြစ်ကြပါတယ်ခင်ဗျာဆွေမျိုးမိတ်ဆွေအလုံးစုံတို့ရဲ့အထူးကကြတဲ့သူများဖြစ်ပါနေမှာခင်ဗျာဒီနေ့ကြောက်တဲ့မွေးနေ့ခြင်းတွေအတွက်ကုသိုလ်ရတရာကတော့အုံးတို့ခောက်ဆွဲဆွန်းမြတ်စွာဘုရားရှင်လူတိုင်းချင်းရဟန်းတန်ခါလောင်းလို့ခြင်းနဲ့ဆွေမျိုးမိတ်ဆွေများကိုဒါနပြုလိုက်ပါခင်ဗျာ ဒီနေ့မှာအကျိုးပေးဆုံးမကဏ္ဍကတော့တက္ကဏ္ဍခုနှစ်ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေများအတွက်ငွေကန်အထူးကောင်းဖို့လိုတဲ့ဆိုရင်တော့ရေသတ္တဝါကြီးဖြစ်တဲ့ငါးရီလေးတွေကိုဘယ်လဲနဲ့အစာဒါနပြုလိုက်ပါခင်ဗျာဈေးကောလက်ကောရရရာဖြစ်နေရတော့ဈေးအောင်ကောင်းဖို့အတွက်ကတော့မိမိရဲ့စိုင်းရှိမျက်နှာသာကိုအချွေလေးအနှဲငယ်ပတ်ဖြန်းပြီးဆူတောင်းလိုက်ခြင်းအပြင်ဈေးကောလက်ကောအောင်မြင်ပါလိမ့်မယ်အယောင်ထိုင်းနေတဲ့ကိုမျက်စိတွေအယောင်သတ်ဖို့လိုတဲ့ကတော့ဒီလိုနေ့မှာ တပြေညွတ်ညွတ်နဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်အသီးသာသာအယောင်းအတွက်အယောင်းထွက်သွားပါလိမ့်မယ်ခင်ဗျာအမှုခင်ဖြစ်နေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုတခွားသီးမှရေးပြီးညနေပိုင်းရေစည်းကိုမျောပလိုက်ပါခင်ဗျာကျမ်းမာရေးညနေတဲ့သူတွေရှိရဆိုရင်တော့ကျမ်းမာရေးညတွေဓာတ်စာဖြစ်နေဒီလိုနေ့မှာလက်ဖက်အနှဲငယ်လက်ဖက်လက်ဖက်အနှဲငယ်စပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာအချင်းမြေတားရဲ့အိမ်တော်ရဲ့အစီအမျိုးဖို့အတွက်ကတော့ ဒီလိုနှမျိုးမှာအချွေအဝါရောင်တစ်မျိုးမြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးဆုတောင်းဒိဋ္ဌံပြုလိုက်ပါခင်ဗျာ